မင်္ဂလာပါရှင်ဒီနေ့အတွင်းကြကြလေးလာဆွေးနွေးမှုအစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့ကတော့အီရန်နိုင်ငံနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အပြောင်းလဲတစ်ခုကိုကြည့်ကြရမှာပါဆက်နေနေရပါတော့ကုလသမဂ္ဂရဲ့တန်ခတ်ပိတ်ဆို့မှုလေးအီရန်အပေါ်မှာပြန်လဲဆက်တင်အသက်ဝင်လာခဲ့ရဆိုတဲ့ကိစ္စပါအချိန်တွေကတော့တော်တော်လေးရှုပ်ထွေးပုံရပါတယ်ဟုတ်ကဲ့ရှုပ်ထွေးပါတယ်ဒီတန်ခတ်မှုတွေဆိုတာကအရင်2015ခုနှစ်နျူကလ িয়ার တဘောတူညီချက်လဲ အဲ့ဒီ JCPOA အားရက်ဆိုင်ထားခဲ့တာတွေပါအဲ့ဒီတုန်းကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုကန့်တန်းမဲ့အပြန်လန်အားဖြင့်တန်ခတ်မှုတွေဖြေလျှော့ပေးမယ်အဲ့လိုသဘောတူခဲ့ကြတော့ဗျဟုတ်ကဲ့ဒါပေမဲ့2016မှာ အမေရိကန်က JCPOA ကနေနှုတ်ထွက်သွားတယ် အဲ့ဒီနောက်ပိုင်းမှာပဲအခြေအနေတွေကတဖြည်းဖြည်းပိုတင်းမာလာတယ်လို့ဆိုရမှာပေါ့နော်။အီရန်ဘက်ကလည်းနျူကလ িয়ার လုရှားမှုအချို့ကိုကန့်တက်ချက်ထက်ကျော်ပြီးပြန်လုလာတာမျိုးတွေရှိကြတယ်မဟုတ်လား။မှန်ပါတယ်။အဲ့လိုအခုတန်ခတ်မှုတွေပြန်ဖြစ်လာတာပေါ့။ဒီနေ့ဆွေးနွေးကြမှာကတော့အမေရိကအဖက် UK ၊ပြင်သစ်၊ဂျမနီအဲ E3 လို့ခေါ်တဲ့ဥရောပတုံးနိုင်ငံရဲ့ကြီးညာချက်ပြီးတော့အီရန်ရဲ့တုံ့ပြန်မှု နောက်ပြီးအရေးကြီးတဲ့ IAEA အပြည်ပြည်ဆိုင်ရာအနုမြူဆိုင်အေဂျင်စီရဲ့အခန်းကဏ္ဍ ဒီအချက်တွေပေါ်အခြေခံပြီးပြောကြမယ်ဆိုပါတော့ဟုတ်ကဲ့အဓိကကတော့ဒီဒဏ်ခံမှုတွေဘာလို့ပြန်ဖြစ်လာတာလဲဘုဒ္ဓရိကဘာပြောနေကြလဲပြီးတော့နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်မလဲဆိုတော့ကိုအတူတူလေ့လာကြည့်ကြတာပေါ့ဟုတ်ပါပြီဒါဆိုရင်ပထမဆုံးချက်နေနဲ့လေဘာကြောင့်အခုချိန်ကျမှဒီဒဏ်ခံမှုတွေပြန်ဆက်လာရတာလဲအဲအဲ့ဒါလေးဆက်လိုက်ကြအောင် E3 နိုင်ငံရဲ့ထုတ်ပြန်ချက်မှဒါဟာနောက်ဆုံးနီလန် last resort လို့ထုံးထားတာတွေ့ရတယ်ရှင်အဲ့ဒါကဘာကိုဆိုလိုတာပါလဲအေးဒီ last resort ဆိုတဲ့အတုံးနှုံးကစိတ်ဝင်စားစရာကောင်းပါတယ်။တဖက်မှာတော့ဒါသူတို့လှုပ်ချင်လွန်လို့လှုပ်တာမဟုတ်ဘူး။တခြားနီလာမရှိတော့လို့ပါဆိုတဲ့သဘောကိုပြတယ်။ဒါပေမဲ့တန်တမန်ရဲ့ရကြည်လေအဲ့ဒါကအခြေအနေကိုအရင်ကြီးတင်းမှမတော်အောင်နည်းနည်းပျော့ပျော့လေးဖုံဖော်ကြည့်တဲ့သဘောလေးပါနေတယ်။ဆိုလိုတာကဆွေးလွေးဖို့တကားတော့လုံးဝမပိတ်သိမ်းဘူးဆိုတဲ့သဘောမျိုးပါ။ဟုတ်ကဲ့။သူတို့က snapback ဆိုတဲ့လုံထုံလုံးကြီးကိုတုံးတယ်လို့လည်းပြောထားတယ်။အဲ့ဒါကတော့ဘယ်လိုမျိုးလဲရှင် ဟုတ်ပါတယ်ဒီ snapback ဆိုတာက JCPOA သဘောတူညီချက်ထဲမှာထည့်ရေးထားတဲ့ mechanism တစ်ခုပါသဘောတူညီချက်ကိုအဓိကချိုးဖောက်မှုရှိတယ်လို့ပါဝင်တဲ့နိုင်ငံတကာကယူဆရဲအဲ့ဒါကိုလုံခြုံရေးကောင်စီကိုတင်ပြပြီးရင်ယူတင်ထားတဲ့တန်ခတ်မှုတွေကိုအလိုလျောနှီးပါပြန်အသက်ဝင်စေတဲ့စနစ်တစ်ခုပေါ့။အော်ဟုတ်ကဲ့။အခု A3 ကထောက်ပြတဲ့အဓိကအကြောင်းရင်းတွေကတော့အီရန်ရဲ့ နျူကလ িয়ার လှုပ်ရှားမှုတွေစက်တိုးနေတာဥမာယူရိုနီယမ်တန်းစင်မှုအစ်စ်နေပမာဏတွေတိုးတာမျိုးပြီးတော့အရေးကြီးတာက IAEA နေနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုတာတွေပါ JCPO ရဲ့ကတိတွေကိုချိုးပေါက်တယ်လို့သူတို့ကဆိုပါတယ်သူတို့ကြေညာချက်မှာတော်တော်လေးတိတိကျကျပြောထားတာနော်အီရန်ကအကြင်ကြီးချိုးပေါက်ခဲ့တဲ့အတွက် E3 အနေနဲ့ Snapback လို့ထုံးလုံးနဲ့ကိုစတင်ဖို့မှာပါအခြားရွေးချယ်စရာမရှိတော့ပါဘူးဆိုပြီးတော့ဒါကပြေထန်တဲ့ဆွဆွဲချက်ပဲ ဟုတ်ပါတယ်သူတို့ကအချင်းချင်းဆွေးနွေးဖို့စ조사ခဲ့တယ်လို့ဆိုတယ်အထွေထွေကုလသမဂ္ဂအထွေထွေညီလာခံကျင်းပတော်ကနယူးယောက်မှာဘေးဘက်စီဝေးလုပ်ခဲ့သေးတယ်ဒါပေမဲ့အီရန်ဘက်ကသူတို့စိုးရင်ရာတွေကိုဖြည့်ရှင်းပေးမဲ့လက်တွေ့ကြတဲ့အရေးယူမှုတွေမလုပ်ခဲ့ဘူးတောင်းဆိုတာတွေလည်းမလိုင်းလျောဘူးလို့ E3 ကပြောပါတယ်အထွေထွေ IAEA နဲ့ပူးပေါင်းဆောင်ရွက်ဖို့မြင်းဆန်တယ်ဆိုတဲ့အချက်ကိုအဓိက ထောက်ပြထားတယ်ဒါကအရေးကြီးတယ်ဘာလို့လဲဆိုတော့ IAEA စစ်ဆေးမှာအီရန်အစီအစဉ်ကငြင်းချမ်းရဲ့အထွတ်ဟုတ်မဟုတ်ဒီမှာလေအေး င်ဒါက Ethiopia အမင်းပေါ့ဒီလိုဆိုရင် Iran ဘက်ကတော့ဘလို့တွန်းပြန်လဲရှင်သူတို့ရဲ့ရည်တည်ချက်ကဘလို့ကွာချမလဲ Iran ဘက်ကတော့ဇလန်ကဓမြောဖြစ်သွားတာပေါ့ Iran သမ္မတမဆုပဇက်ရှကင်ကအခုတရင်ဘက်ထဲမှာပဲပြောသွားတယ် Iran မှာနျူကလ িয়ার လက်နက်လုတ်ဖို့ဘာရွေးချယ်မှမရှိဘူးလို့ထက်ခါတလဲလဲအခိုင်အမာပြောပါတယ်ပြီးတော့ဒီလိုဒဏ်ခတ်မှုတွေပြန်ချတာကတရားမျှတမှုမရှိဘူးမမှန်ကန်မှုဥပဒေနဲ့မညီဘူးလို့လည်းပြင်ပြင်ထန်ထန်ရှုတ်ချထားပါတယ် တုံပြတ်မှုအနေနဲ့လို့ပါလီလို့လဲရှင် UK ပြင်သစ်ဂျာမနီတပ်အမတ်တွေကိုပြန်ခေါ်လိုက်တယ်လို့ကြားတယ်။ဒါကတန်နမရဲ့အရာဘလို့အရေးပါလဲ။ပုံမှန်ပဲလားဒါမှမဟုတ်ပိုလေးနဲ့လား။တန်မတ်တွေကိုတိုင်မင်ဆွေးနွေးဖို့ပြန်ခေါ်ရဲဆိုတာကတန်တမန်ရဲ့လောကမှာတော့အတော်လေးပြင်းထန်တဲ့မကျေနပ်မှုပြတဲ့အဆင့်တစ်ခုပါ။ဒါပုံမှန်တော့မဟုတ်ဘူးခင်ဗျာ။ဒါကအဲ့ဒီနိုင်ငံတွေနဲ့ဆက်ဆံရေးအေးဆက်သွားပြီးဒါမှမဟုတ်ပြန်တုံးတက်ဖို့လိုနေပြီဆိုတဲ့သတင်းစကားပေးတာပါ။ လုံးဝဖြစ်တော့တာမဟုတ်ပေမယ့်ပုံမှန်ချင်းနဲ့မဟုတ်တော့ဘူးဆိုတာပြတာပေါ့အီရန်ကဒီကိစ္စကိုအလေးနဲ့ထားတယ်ဆိုတာပြတာပါပဲဟုတ်ကဲ့ဒီအခြေအနေကို2016 American နှုတ်ချက်မှုနောက်ပိုင်းအီရန်ရဲ့လှုပ်ရှားမှုတွေတိုးလာတာနဲ့ခုနပြောတဲ့မအောင်မြင်ခဲ့တဲ့ E3 နဲ့အီရန်ဆွေးမျိုးပွဲတွေနဲ့ဘယ်လိုချိတ်ဆက်ကြည့်နိုင်မလဲဒါတွေကတိုက်ရိုက်ဆက်ဆက်နေတာပါ American နှုတ်ထွက်ပြီးတန်ခတ်မှုတွေပြန်လောက်တော့အီရန်က JCPOA ကရမယ်စီးပွားရေးအကျိုးကျေးဇူးတွေမရတော့ဘူးလို့ခံစားရတယ် အဲ့ဒီတော့သူတို့လည်းတွန့်ပြန်တဲ့အနေနဲ့ JCPOA ရဲ့ကတိတွေပေါ့တဖြည်းဖြည်းလျှော့ချပြီးနျူကလ িয়ার လှုပ်ရှားမှုတွေတိုးလာတာပေါ့သူတို့ဘက်ကတော့ American ကအရင်ချိုးဖောက်ထား E3 ကလည်း American တန်ခတ်မှုတန်ကနေသူတို့ကိုကာကွယ်မပေးနိုင်ခဲ့ဘူးလို့ပြောကြင်တာပေါ့ခုနဆွင်းတွေးပွဲတွေမှာအောင်မြင်တာကလည်းဒီလိုအပြန်အလှန်ယုံကြည်မှုမရှိတာတွေရတ္တီချက်ကွဲတာတွေရဲ့ရလတ်လို့ဆိုနေပါတယ်နှစ်ဖက်လုံးကကိုမန်တွေလို့ပဲထင်နေကြပုံပဲอืมဟုတ်ကဲ့ ခုနကပြောခဲ့တဲ့အာရေးရဲ့နဲ့ပူပေါင်းဆောင်ရွက်မှုကိစ္စကိုနည်းနည်းပို့ပြီးအသေးစိတ်ပြောပြပါလားရှင်။ E3 ကတာကိုအဓိကအကြောင်းပြချက်လုတ်ထားတယ်ဆိုတော့လေ။ဟုတ်ပါတယ်။ဒီအာရေးကိစ္စကအတော်လေးအရေးကြီးတယ်။ဇွန်လကဖြစ်ခဲ့တဲ့ကိစ္စတခုရှိတယ်။အဲဒီတော့ကအစ္စရေးနဲ့အမေရိကန်ပူးပေါင်းပြီးအီရန်ရဲ့နျူကလ িয়ার စစ်ရုံတချို့နဲ့စစ်အခြေစိုက်စခန်းတွေကိုပုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုရယ်တရင်တွေထွက်လာတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာအီရန်ကတုံ့ပြန်တဲ့အနေနဲ့အာရေးရေးစစ်ဆေးမှုတွေကိုသူတို့စိတ်ယုံနေတဲ့ပြန်ဝင်ခွင့်မပေးတော့ဘူးဆိုင်းငံ့ထားလိုက်တယ်။အော်ဒီညမှာအချိန်အဆက်အဆက်ကအရေးကြီးသွားပြီ။ဆိုလိုတာကအီရန်ကပူးပေါင်းဆောင်ရွက်မှုရပ်လိုက်တာဟာတိုက်ခိုက်ခံရပြီးနောက်မှာဖြစ်သွားတာပေါ့။ E3 ကတော့သူတို့ရဲ့တန်ခတ်မှုပြန်ဆလဲအကြောင်းပြချက်ထဲမှာဒီအချက်ကိုဘလို့ထည့်ပြောထားလဲရှင်။ဒါကတော့ညင်းပွားစရာချက်ဖြစ်နေတာပေါ့။ E3 ညင်ညာချက်က အီရန်ပူပေါင်းဆောင်ရွက်မှုမရှိတာကိုပဲဒီကထားပြောတယ်။ဒါပေမဲ့အီရန်ဘက်ကတော့ဒါဟာသူတို့လုံခြုံရေးစိုးရင်လို့ပြီးတော့နိုင်ငံတကာဥပဒေချိုးဖောက်တယ်လို့သူတို့မြင်တဲ့တိုက်ခိုက်မှုဘာတုံ့ပြန်လာပါလို့ပြောမှာပဲ။ E3 ဘက်ကလည်းဒီတိုက်ခိုက်မှုတွေကိုတရားဝင်ရှုချတာမျိုးမလုပ်ခဲ့တော့အီရန်ကသူတို့ကိုပတ်လိုက်တယ်လို့မြင်နိုင်တယ်။နောက်တစ်ခုကအီရန်ကအစမြင့်တန်ဆင်ထားတဲ့ယူရေနီယမ် HUU လက်ကျန်စာရင်းကို IAEA ကိုမပေးပို့ဘူးဆိုတာလည်းရှိတယ်။ ဒါကနျူကလ িয়ার လက်နက်ကိစားစိုးရိမ်မှုတွေကိုပိုတိုးစေတာပေါ့နျူကလ িয়ার မပြန်ပွားရေးစာချုပ် anti-NPT အရဆိုရင်တော့အီရန်မှာ IAEA စစ်ဆေးမှုတွေကိုလက်ခံမှုတရားဝင်တာဝန်ရှိတယ်မို့လားရှင်ဟုတ်ပါတယ် NPT ဆိုတာ Nuclear Non-Proliferation Treaty ပေါ့တောင်ကမချစ်စီကလေးကအသက်ဝင်ခဲ့တဲ့နိုင်ငံတကာစာချုပ်ပါညူလက်နက်မပြန်ပွားဖို့လက်နက်ဖြတ်သိမ်းဖို့ပြီးတော့ညူစွမ်းရင်ကိုငြင်းချမ်းစွာတုံးဖို့အားပေးတာပေါ့ အီရန်က NPD အဖွဲ့ဝင်ဆိုတော့သူ့ရဲ့နျူကလ িয়ার အစည်းအဝေးကငင်းချင်းရေးအကွက်ပဲဖြစ်ကြောင်းတက်တဲ့ပြဟု IAEA စစ်ဆေးမှုတွေလက်ခံမှု ကြားဝင်တာဝန်ရှိပါတယ်။ဒါကမလိုက်နိုင်ရင် NPD ကိုချိုးဖောက်ရယူဆကြတာပေါ့။ဒါမဲ့တော့ကြနေရတဲ့တင်းတဲ့ပုတ်မှာ IAEA ကအီရန်မှာစစ်ဆေးမှုတွေပြန်ဆက်နိုင်ပြီလို့အတီးပြုတ်ရလို့ဖတ်လိုက်ရတယ်။ဒါကအချင်းနေနည်းနည်းပြေလျော့သွားစေမလားရှင်။ဒါတော့အပြုတ်တဘောဆောင်တဲ့ခြေလံတစ်ခုရုပ်ပြောရမှာပေါ့ IAEA ကစစ်ဆေးရေးမှုတွေပြန်ဝင်ခွင့်ရပြီးအလုတ်လီပြန်စနိုင်ပြီလို့ဆိုပါတယ်။အဲဒါမဲ့တချိန်ထဲမှာပဲအီရန်ဘက်ကလည်းဒီကုလတံခတ်မှုတွေပြန်စရင်ဒီပူပေါင်းဆောင်ရွက်မှုကိုပြန်ရပ်ပစ်လိုက်နေဆိုပြီးတတိပေးထားတာမျိုးလည်းရှိနေတယ်။ဆိုတော့ဒီပူပေါင်းဆောင်ရွက်မှုကတိတ်ကိုနုနယ်တဲ့အချိန်မီတွေပြောင်းသွားနိုင်တဲ့အချိန်တွေမှာရှိနေတော့ပဲ။တန်ခတ်မှုတွေကဒီပူပေါင်းဆောင်ရွက်မှုကိုအားပေးမလားပျက်စီးစေမလားဆိုတာကစောင့်ကြည့်ရမှာပါ။ တော်တော်လေးဟန့်ချက်ညီဟုလိုတဲ့အခြေအနေပဲနော်။ဒါပေမဲ့ဤတီချညာချက်ထဲမှာကုလသမဂ္ဂတန်ခတ်ပိတ်ဆို့မှုများပြန်လည်ချမှတ်ခြင်းသည်တန်တမန်ရေးရာရဲ့အဆုံးသတ်မဟုတ်ပါလို့ပြောထားတာလည်းတတိထားမိတယ်။ဒါကဘာကိုဆိုလိုချင်လာလဲရှင်။ဟုတ်ကဲ့။ဒါကတန်မာရေးလမ်းကြောင်းကိုဆက်ဖွင့်ထားတဲ့ဆိုတဲ့သဘောပါပဲ။သူတို့ကအီရန်ကို JCPOA လိုက်နာဖို့ IAEA နဲ့ပူးပေါင်းဖို့တောင်းဆိုရင်နဲ့တပြိုင်တည်းအထိမှာပဲ ဆွေးနွေးမှုနဲ့အပြေရှာဖို့အဆင်သင့်ရှိသေးတယ်လို့ဆိုလိုခြင်းမရပါဘူး။ဒါပေမဲ့အီရန်ဘက်ကကြည့်ရင်တော့သူတို့ဘောတန်းကထားခြင်းမှာအတဲပဲရှိတဲ့ဆွေးနွေးမှုလို့ဖို့ခတ်တယ်လို့မြင်နေတာပေါ့။အီရန်ဘက်ကရောညီနိုင်မှုနဲ့ပတ်သက်ပြီးဘလို့အခြေအနေတွေတင်ပြထားလဲရှင်။သမတဘေဇရှန်ကပါပြောလဲ။အဲကူတော့ပယ်ချက်ခဲ့တယ်။ဒါကကောင်းတဲ့အချက်ပါ။ဒါပေမဲ့တောချမ်းတဲ့တင်းထောင်တွေကိုပြောတဲ့အခါမှာတော့အရေးကြီးတဲ့အခြေအနေတစ်ခုတင်ပြခဲ့တယ်။အဲ့ဒါကအီရန်ရဲ့နျူကလ িয়ার တန့်စစ်မှုအစီအစဉ်ကိုပုံမှန် JCPOA အတိုင်းပြန်ရှော့ချပေးဖို့ဆိုရင်သူ့ရဲ့နျူကလ িয়ার ဆန်ယုံတွေတိုက်ခိုက်မခံရဘူးဆိုတဲ့အာမခံချက်လိုချင်တယ်လို့တောင်းဆိုခဲ့တယ်အထူးသဖြင့် Israel ရဲ့တိုက်ခိုက်မှုပေါ့ဒါကဇွန်လတိုက်ခိုက်မှုတွေရဲ့တိုက်ရိုက်အကျိုးဆက်လို့ပြောရမှာပဲဒီလိုအာမခံချက်တောင်းတာကတော့လက်တွေ့ကြမှာမလားရှင် E3 တို့ American တို့က Israel ရဲ့လုပ်ရက်ကိုအပြည့်အဝထိန်းချုပ်နေမှာမလားဒါမှမဟုတ်ဒါက Iran ဘက်ကညှိနှိုင်းမှုမှာအသားစီးရအောင်လုပ်တဲ့နှီးပြဝါမထူလားဒါက တကယ်ကိုခက်ခဲတဲ့တောင်းဆိုချက်ပါလက်တွေ့မှာတော့အစ္စရေးလုံခြုံရေးဆုံးဖြတ်ချက်ကိုအာမခံပေးဖို့ဆိုတာမဖြစ်နိုင်သလားပဲအစ္စရေးကသူ့လုံခြုံရေးကိုတူပဲဆုံးဖြတ်လေရှိတာလေဆိုတော့ဒီတောင်းဆိုချက်ကတစိတ်တပိုင်းတော့အီရန်ရဲ့တကယ်လုံခြုံရေးဆိုးရိမ်မှုကိုပြတာဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းညီနိုင်မှုမှာအယောပေးမှုတွေတောင်းဖို့ဒါမှမဟုတ်အချိန်ဆွဲဖို့တုံးတဲ့နှီးပြောရလာဖြစ်နိုင်တာပေါ့ဘယ်ဟာလဲဆိုတာတော့ပြောဖို့ခက်ပါတယ် နောက်တစ်ခု American ဘက်ကကမ်းလန်းချက်တစ်ခုကိုလည်းတမရပဇစ်ကင်ယာကပယ်ချခဲ့တယ်လို့ဖတ်လိုက်ရတယ်။တုံးလိုက်ရည်တန်းခတ်မှုကန့်လွတ်ခွင့်ပေးမယ်။အပြန်အလှန်အီရန်ကတန့်စင်ပြီး Uranium အလုံးကိုအပြန်လွှဲပေးရမယ်ဆိုရလေ။အဲ့ဒီပေါ်သူဘီလိုတုံ့ပြန်ခဲ့လဲရှင့်။ဟုတ်ပါတယ်။အဲ့ဒီကမ်းလန်းချက်ကိုသူကပြက်ပြက်တားတားပယ်ချခဲ့လေ။သူ့ရဲ့စကားအတိုင်းဆိုရင်ဘာကြောင့်ဒီလိုထောင်ချောက်ထဲကိုကိုကိုထဲပြီးလဆင်လီတိုင်းလေပင်းမှာကျိုးကွင်းဆုတ်ခံရမလဲဆိုပြီးပြောခဲ့ပါတယ်။ဒါက အမေရိကန်ကမ်းလှမ်းချက်အပေါ်အီရန်လုံးဝယုံကြည်မှုမရှိတာကိုပြတယ်။တုံးလဆိုတဲ့အချိန်တိုလီအထွေမှာသူတို့ရဲ့အဓိကနျူကလ িয়ার ပစ္စည်းတွေကိုစွန့်လွတ်လိုက်ရမှာစိုးရိမ်ပုံရတယ်။တုံးလပြင့်လို့သဘောတူညီချက်အသက်မရရင်သူတို့ဘက်ကညင်နိုင်ရင်မှအေးပါတာတစ်ခုလက်လွတ်လိုက်ရသူတို့ဖြစ်မှာစိုးရပေါ့။ဒါကနှစ်ဖက်ယုံကြည်မှုတိဆောက်ရေးဘလော့ခက်နေလဲဆိုတာပြန်ပြနေတာပဲ။အေးဒီအခြေအနေတွေအားလုံးရဲ့နောက်ွယ်မှာခုနပြောတဲ့ဇွန်လကအစ္စရေးနဲ့အမေရိကန်ရဲ့ဘုံကျဲတိုက်ခိုက်မှုဆိုတဲ့ အရေးကရှိနေတော့မယ်နော်တိုက်ခိုက်ခံရတဲ့စက်ယုံတွေမှာပြန်ဆောင်နေတယ်ဆိုတော့ဂျိုတုတပ်ပုံတွေကြောင့်တည်င်းဒီလည်းထလာတည်တယ်ဒီနောက်ခံတင်းမမှုတွေကတော့လက်ရှိအခြေအနေကိုဘလို့တက်ယုံနေလဲရှင်ဒီနောက်ခံတင်းမမှုတွေကအရင်အရေးကြီးပါတယ်ဇွန်လတိုက်ခိုက်မှုတွေကအီရန်ရဲ့လုံခြုံရေးအမြင်ကိုပိုပြီးထိခိုက်စေခဲ့တယ်သူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကိုပိုပြီးကောက်ွယ်ဖို့ဒါမှမဟုတ်ပိုလျော့ဝဲလုံဆောင်ဖို့တွန်းအားပေးနိုင်တယ်ဥပမာ Maxa Technology ကထုတ်တဲ့ဂျူတူတပုံကြီးမှာ Faudo Nuclear စယုံလို့တိုက်ခိုက်ခံရတဲ့နေရာတွေမှာစောက်လုပ်ရဲတွေပြန်စားနေတာတွေ့ရတယ်။တန်ကအီရန်ကသူတို့ရဲ့ Nuclear ဆွေးနွေးကိုထိန်းသိမ်းဖို့တိုးမြင့်ဖို့ကြိုးစားနေစေဆိုလာပြတာပေါ့။ဒါကိုပူတေပြက်နဲ့အရှိအလယ်ပိုင်းဒေတာတွေအချင်းနေနဲ့ချိန်ဆက်ကြည့်ရင်တော့ဘလို့မြင်နိုင်မလဲ။ဒီလိုစီးရဲတိုက်ခိုက်မှုတွေကြံလန်းတုံပြမှုတွေကဒေတာတွင်တင်မမှုတွေကိုတိတိတာတာပို့ဆိုစေတာပေါ့။ အီရန်နဲ့အစရိယအီရန်နဲ့အမေရိကန်ကြားတင်မာမှုတွေကမြင့်နေပြီလားဒီလိုအချိန်မှာနျူကလ িয়ার ကိစ္စတန်တမာရေးဂျိုးပါမှုတွေကပို့ပြီးရှုတ်ထွေးလာတယ်တပတ်ကသဘောတူညီချက်ပြန်အတက်ထွန်းဖို့ကြိုးစားနေချင်းနောက်တစ်ပတ်မှာစီးရဲတိုက်ခိုက်မှုတွေရှိနေလာကယုံကြည်မှုတည်ဆော့ဖို့အရန်ခက်ခဲစေတယ်တန်တမာရေးဂျိုးပါမှုတွေအချိန်မရွေးလမ်းချော်ထွားနိုင်တဲ့အန္တရာယ်ရှိနေတာပေါ့ဟုတ်ကဲ့ရှင်ကောင်းပါပြီအချိန်လေးတော်တော်လေးပြည့်လာပြီဆိုတော့ဒီနေ့ဆွေးနွေးခဲ့တာတွေကိုနှစ်ချုပ်လေးပြန်ကောက်ကြည့်ကြအောင်ဒါရီအလုံးကပါကိုဆိုလိုနေတာလေ ဟုတ်ကဲ့အဓိကချက်တွေပြကြည့်ရရင်ပထမဆုံးကတော့ JCPOA ကတိတွေကိုအီရန်လာချိုးဖောက်တယ်လို့ E3 ကယူဆတယ်အဲ့ဒါကြောင့်ဆယ်စုနှစ်နီးပါးရထားတဲ့ကုလသမဂ္ဂတန်ခါမှုတွေဟူပြန်အသက်ဝင်လာပြီ။ E3 ဘက်ကတော့ဒါဟာလောင်ဆုံးနီးလန့်လို့ပြောပေမဲ့တန်တမန်ရေးတကားကိုတော့လုံးဝမပိတ်ဘူးစစ်ဖွင့်ထားစေဆိုတဲ့သဘောထားပြထားတယ်။အီရန်ဘက်ကတော့ညူလန့်နဲ့လောက်ဖို့ရည်ရွယ်ချက်မရှိဘူးလို့အခိုင်အမာညင်းတယ်။ဒီတန်ခါမှုတွေကိုလည်းတရားမျှတဘူးလို့ရှုံချတယ်။တချိန်တည်းမှာပဲ ညှိနှိုင်းမှုပြန်ဆဖို့အထူးသဖြင့်သူတို့ news set ယုံနေလုံချုံရဲ့အာမခံချက်လို့အခြေအနေတွေတင်ပြထားတယ်။ပြီးတော့ IAA နဲ့ပူပေါင်းဆောင်ရွက်ရေးစစ်ဆေးခွင့်ကိစ္စပေါ့။ဒါကလောလောဆယ်ပြန်ဆနေပေမဲ့တန်ခတ်မှုတွေကြောင့်တိတ်ကိုနုနယ်ပြီးအချိန်မျိုးပြောင်းလဲနိုင်တဲ့အခြေအနေမှာရှိနေတယ်။ဒါကညင်းချင်းရည်ရွယ်ချက်ဟုတ်မဟုတ်အတီးပြုတ်ဖို့အဓိကတော့ချက်ပဲ။နောက်ဆုံးအချက်ကတော့ဒီ nuclear ကိစ္စဟာတိကျမဟုတ်ဘူး။ဒေတာတွင်စီးရဲတင်မှမှုတယ်။အထူးသဖြင့် Iran, အစ္စရေးအမေရိကန်ကြားဆက်ဆံရေးတွေနဲ့ရှုပ်ထွေးစွာဆက်နွယ်နေတယ်။ဒီနောက်ခံတင်မာမှုတွေကတန်တမာရေးကျူပမှုအလုံးပေါ့အရေးထူးနေတယ်။အလုံးကိုခြုံကျင်းရင်တော့အချိန်တွေကတော်တော်လေးရှုပ်ထွေးပြီးမရေရမှုတွေများနေတော့မယ်ဆွဲရမှာပေါ့နော်။ဟုတ်ပါတယ်။အခုဆွေးနွေးခဲ့တဲ့အချက်တွေပေါ်မှာပဲအခြေခံပြီးစဉ်းစားစရာလေးတစ်ခုနဲ့ညီကုန်းချူချင်ပါတယ်။အခုအရေးကစင်ခေါမှုကြီးတစ်ခုကယုံကြည်မှုကွာဟချက်နဲ့လုပ်ငန်းအဆင့်ဆင့်ကွာဟချက်ကိုဘယ်လိုကျော်လွှားကြမလဲဆိုတာပဲဒီဘက်မှာအီရန်ကသူ့ရဲ့ နူလှရှာမှုတွေကို JCPOA တိုင်းပြန်လျှော့ဖို့အတက်ကတိုက်ခိုက်မှုတွေကြောင့်သူနူဆော့ယုံတွေလုံချုံရဲ့အခွင့်အာဏာခံချက်ကိုအရင်လိုချင်နေတယ်။နောက်တစ်ဖက်မှာတော့ E3 နဲ့နိုင်ငံတကာအတိုင်းဝိုင်းကအီရန်ဘက်က JCPOA ကိုလိုက်နာကြောင်းအထူးသဖြင့် IAEA နဲ့ပူးပေါင်းဆောင်ရွက်ကြောင်းတက်ထည့်ပြတဲ့လှုပ်ဆောင်ရွက်ချက်တွေကိုအရင်မြင်ချင်နေတယ်။ဒီလိုဘသူအရင်ဆက်လုပ်မလဲဆိုတဲ့အချက်တွေကိုအထူးသဖြင့်အတက်ကစစ်ရေးတိုက်ခိုက်မှုတွေရဲ့အရေးတွေရှိနေချိန်မှာအနာဂတ်တနမာကြီးဂျိုးပေါင်းဦးတွေကဘလို့နီလက်နေနဲ့တရားထိုးပေးနိုင်မလဲဆိုတာကတကယ်ကိုအရေးကြီးတဲ့မေးခွန်းတစ်ခု ဖြစ်နေပါလိမ့်မယ်။ဒါတကယ်ကိုစဉ်းစားစရာအချက်ပါပဲ။ဒီရှုပ်ထွေးတဲ့အခြေအနေကို ကျမတို့နဲ့အတူ လိုက်ပါလည်လာခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာဆွေးနွေးမှုတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်။